ရခိုင်မျိုးသားအဖွဲ့ချုပ်ကရခိုင်ပြည်နယ်အတွင်းစစ်မှုထမ်းအသက်ကျုံးဝင်တဲ့လူငယ်တွေကိုရခိုင်ပြည်ပြည်မထွက်ခွာခွင့်ပိတ်ပင်မှုဟာဆွင့်ရင်စရာကောင်းတယ်လို့လူခွင့်ရေးလှုပ်ရှားသူတွေကပြောပါတယ်။ရခိုင်ပြည်နယ်ပြည်မကိုကြိုးကြောင်းစီလွယ်မှုရှိတဲ့အကြောင်းပြချက်နဲ့နေရွှန့်ကွာပြီးတွာလာလူတွေနဲ့အမျိုးသားကကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်အရစစ်မှုထမ်းဖို့အကျုံးဝင်ပြီးစစ်မှုမထမ်းလို့လာကြောင်းထွက်ပြေးဖို့ကြိုးစားသူတွေကိုတင်ငိမ့်တဲ့စီရင်အခြေအနေကိုရောက်မှာပဲတွာလာခွင့်ပြုမှာဖြစ်တယ်လို့ UNLE ကထုတ်ပြန်ပါတယ်။ အင်တာနက်လောလောဆယ်မှာတော့ sensitive ဖြစ်တဲ့ကိစ္စကြီးဖြစ်နေတော့เนาะအဲဒါကြောင့်လည်းဆိုလို့ရှိရင်နိမိတ်တခုကိုစုမှုလေးထားတဲ့ဒေတာရဲ့နားပိုင်းကြီးအနေနဲ့ထုတ်ပြန်ချက်ကအဲ့ဒီပုံမှာပြောရမယ်ဆိုလို့ရှိရင်တော့ဟောစတကယ်လို့သာအဲ့လိုအိပ်ပင်ွေး နာတာခွေပိတ်တင်တာစီဘူတဝင်တဝင်ထုတ်ပြန်ကြရှိတယ်ဆိုလို့ရှိရင်တော့အဲ့ဒီနေမီမှာနေအဲ့ဒီဒေတာဆိုင်ရာဒီမှာပေါ့နော်ကျမရေးစောက်ရှောက်မှုတွေလုံလောက်ပြီလားပြီးတော့ပညာရေးစနစ်တွေရောဥစားကိုကအရှိချပြီးပြီလားပေါ့နော်ဒါတွေတော့ကိုတို့အဓိကစဉ်းစားမှာဖြစ်တယ်ဒီလာတွင်နေတဲ့လူငယ်လူရွယ်လူရွယ်တွေအနေနဲ့စနားအတွေ့အကြုံမျှော်မြင်ပြီးတော့ဘန်ခတ်လိုက်တယ်လို့မြင်သွားလို့ရှိရင်လည်းပဲအနည်း အဲအဲ့ဒါကောင်းတဲ့လက္ခဏာတစ်ခုလို့တော့ပြောလို့မရဘူးလို့မြင်တယ်ပေါ့လေယူအန်လီအေဟာပြီးခဲ့တဲ့မတ်လ16ရက်ကအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ကိုပြဋ္ဌာန်းထားပြီးဒီပြဋ္ဌာန်းချက်အပေါ်လူငယ်တွေကတေချာစွာနားလည်မှုမရှိဘဲတိုင်းမီတာဝန်ထမ်းဆောင်မှုကိုရှောင်လွှဲဖို့ကြိုးစားနေတယ်လို့ပြောပါတယ်။အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ကိုပြဋ္ဌာန်းထားပြီးပြည်သူလူထုတရက်လုံးရဲ့ အသက်အိုးအိမ်စီစဉ်တွေလုံခြုံရေးနဲ့တည်ငြိမ်ရေးကိုအထူးလေးပေးဆောင်ရွက်နေတဲ့အပြင်မပြီးပြတ်သေးတဲ့မြို့သိမ်းတိုက်ပွဲတွေကိုလည်းဆက်လက်အကောင့်ထဲပို့နေတယ်လို့သိရပါဗျ။ဟုတ်ကဲ့ဟိုစစ်မှုထမ်းရမယ်လို့ပြောနေတာတော့ကြာပြီဒါပေမဲ့ဘလို့ပုံစံမျိုးလဲတော့ကျွန်တော်တို့မသိရသေးဘူးပေါ်ရက်လီကိုတက်စီရမယ်အနေထားရောက်နေတာဆိုတော့စစ်မှုမထမ်းရလဲကျွန်တော်တို့လွတ်မှာမဟုတ်ဘူးလေအဒီအတရားမှစစ်မှုထမ်းခိုင်းတာမျိုးတော့မဟုတ်ဘူးအခြေအနေတစ်ခုကြောင့်ဒီပေးမထွက်ပဲကန့်တက်လိုက်တဲ့သဘောမျိုးပဲကျမကြီးအခြေအနေနဲ့တခြားအရေးကြီးတဲ့အခြေအနေတွေဆိုရင်တော့သူတို့ပေးထွက်ပါတယ် အာရခပြည်သူ့ကျန်းမာရေးဦးစီးဌာနကကုသမှုမပေးနိုင်တဲ့ပြင်းထန်ရောဂါရှိတဲ့လူနာတွေနဲ့အသက်အန္တရာယ်ဆိုရင်ရတဲ့လူနာတွေကလွဲ့လို့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဌာန်းချက်မှာပါတဲ့အသက်အရွယ်ကန့်သက်ချက်တွေအတွင်အချုံးဝင်သူတွေကိုအရေးပေါ်ကာလပေးတဲ့အထီးအေးကတားမြစ်လိုက်တာပါ။ဒါအပြင်နေရဲဆုံခွာသူတွေကိုကုန်းလန်းရီလန်းကနေအခချင်းငွေယူပြီးတည်ယူပို့ဆောင်ပေးနေမှုတွေကိုလည်းတားမြစ်ထားသလိုဒီတားမြစ်ချက်ကိုဖောက်ပြက်ပါကတည်ဆဲဥပဒေနဲ့အရေးယူမှာဖြစ်တယ်လို့သိရပါဗျ။ ။ဖောင်ညင်းမှနေတာကြိုက်တဲ့လူလည်းရှိမှာပေါ့နော်။လူဆိုတဲ့သဘာဝမှာတော့သူတို့ရဲ့အုံနောက်ထဲမှာစဉ်းစားတွေးဖို့မျှော်မြင်ချက်တွေဘလူတွေရှိနေမလဲဆိုတာကိုတို့အားလုံးကမှန်းကြည့်လို့မြင်နိုင်တဲ့အရာရှိတယ်မမြင်နိုင်တဲ့အရာရှိတယ်ပေါ့နော်။လူဆိုတာသူ့ IP ထဲမှာမျိုးမျိုးကန်လိုက်ကန်လိုက်တင်ထားတာတွေရှိချင်ရှိမှာပေါ့။တချို့တွေကလည်းပဲအမြဲတမ်းကြောက်ရွံ့ပြီးတော့ ဟိုဘယ်လိုပြောမလဲတောက်ရွံ့တဲ့စိတ်ဝင်သွားမဲ့လူတွေလည်းရှိမှာပေါ့တချို့တွေကြတော့လည်းရဲရဲဝုန်းဝုန်းနဲ့ကိုရောဒီတာဝန်ထမ်းမယ်ကိုတာဝန်ထမ်းမယ်ဆိုရင်တော့လေတမျိုးပေါ့နော်ဒါပေမဲ့အခုက55နှစ်တိပံခတ်လိုက်တယ်ဆိုတော့ကိစ္စကတော်တော်လေးစိတ်ခုမှုများနိုင်မယ်လို့တော့မြင်ပါတယ်ဟုတ်ကဲ့ပါ ULAA အနေနဲ့စီကံချက်တွေကိုကြီးညာရတာဟာစစ်ကောင်စီကသူတို့ထိ ंछ ောက်ရာနယ်မြေတွေမှာရခိုင်လူမျိုးမပုံတင်ကိုင်ဆောင်သူတွေခရီးသွားတာတဲ့ရခိုင်လူမျိုးတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ဖမ်းဆီးငွေညှစ်တာတွေပြန်မေးဆွဲတာတွေအပြင် ပုံမှန်တွေတက်ပြီးထောင်ဒဏ်တွေချမှတ်တာနဲ့လူသက်အလောင်းဖြောက်တာတွေကိုကျူးလွန်နေတာကြောင့်တားမြစ်တာဖြစ်တယ်လို့အသိပေးထားပါတယ်။